ကျမ်းစာထဲမှာကတော့မသန့်ရှင်းတဲ့အရာနဲ့သန့်ရှင်းတဲ့အရာခွဲထားပေးတယ်ပြီးတော့မသန့်ရှင်းတဲ့အရာဆိုတော့ခွာမကွဲစမြုပ်မပြန်တဲ့ဝက်သားတို့ဒီရေတဝရေတတော်ထဲမှာလည်းအကြီးကိုမပါရေရက်မပါတဲ့ sea food ပေါ့နော်ပင်လယ်စာတွေပေါ့နော်ငါးတွေလည်းမစားဘူးပြီးတော့ရေတတော်တွေမစားဘူးပြောထားတယ်ဒါမဲ့တော့စားလို့ရတယ်လို့တချို့ကတော့မျော်လင့်ယုံကြည်ကြတယ်ပေါ့စားကြတယ်ပေါ့ဆိုတော့အဲ့ဒီနဲ့အရာနဲ့ပတ်သက်ပြီးမှကျွန်တော်တို့မေကွန်း၁၀ခုလောက် 就侬说，Doctor，海外哦，买卖，不他妈我从美国伢了五美元讲十吨嘞，再亚好伢讲十里嘛，散线嘞啥么散线嘞啥，沙漏亚的亚么亚的亚，不要他说，把这散线嘞嘞，没散线木嘞路，加上了嘛，培养一路亏他亚了嘞。 အဲ့ဒါဆရာရဲ့အမြင်ကိုနည်းနည်းပြောပြပေးပါခွာကွဲတဲ့အကောင်စမြုပ်ပြန်တဲ့အကောင် စားလို့ရတယ်อืมခွာမကွဲစမြုပ်မပြန်တဲ့ဝတ်သားတော့ပဇွန်တော့နောက်တစ်ခုကအာဖားတော့ကြွတော့အဲ့ကောင်လည်းစားလို့မရဘာကြောင့်ဒါကိုစားလို့ရတယ်ဆိုတဲ့အကြောင်းကနှစ်ကြောင်းရှိတယ်နံပါတ်1ကကျတော့ခန္ဓာပိုင်းဆိုင်ရာမှာလည်းတိုက်ရမှုရှိတယ်နံပါတ်2ကဝိညာဉ်ပိုင်းဆိုင်ရာမှာလည်းတိုက်ရမှုရှိတယ်အဲ့တော့ဒီနှစ်ခုမှာပထမဆုံးတစ်ခုဖြစ်တဲ့အကြောင်းအရာရှင်းပြမယ်ဘာကြောင့်မလို့ခွာကွဲတဲ့အကောင်ပဲစားခိုင်းလဲဆိုတာဒါယေရှုခရစ်တော်အသေးခံခြင်းနဲ့ပတ်သက်မှုရှိတယ်အဲ့ချိန်ပေးလိုက်တဲ့အချိန်ကမောရှေကအစ္စရေလလူမျိုးစနစ်မျိုးအီဂျစ်ကနေမှဆင်းထုတ်ဆောင်ပြီးတော့သီနာတောင်မှာအဲ့ ကျမ်းပိုက်နှစ်ပိုက်ကိုပေးခဲ့တာဒါပေမဲ့အဲ့ကျမ်းပိုက်နှစ်ပိုက်ကိုသူတို့ကမသိဘူးလားဆိုတော့မောရှေလက်ထက်မတိုင်ခင်တည်းကအဲ့အေဂျင့်မှာသူတို့နှစ်လေးရာကြုံမခံခင်တည်းကအဲ့အစ္စရေးလူမျိုးတွေအဖဖြစ်တဲ့အာဖရမ်မတိုင်ခင်နော်ရီလက်ထက်မှာလည်းကိုသိတယ်အဲ့ကြောင့်ဆိုနော်ရီလက်ထက်မှာလည်းကိုဖျားသခင်ကဒီတင်မော်ရီအကောင့်နဲ့ထည့်ခိုင်းတဲ့အခါမှာမစင်ကြတဲ့ တတဝါနှစ်ဆုံးနဲ့စင်ကြဲတဲ့တတဝါခုနှစ်ဆုံးထည့်ခိုင်းနေတယ်။အဲ့တော့ noi ကကျတော့သူကဘယ်လိုသိလဲ။ noi ကကျတော့ဘသူကပြညတ်ထားဆိုတော့ noi လက်ထက်မတိုင်ခင် rna a ဝက်လက်ထက်တည်းကသိပြီးသားဖြစ်တယ်။ rna နဲ့ a ဝက်ဒီအပင်းရဲ့အသီးကိုစားလိုက်ကြတဲ့ကောကသူတို့ကအဖြစ်တရားအောက်မှာရောက်ပြီးသူတို့ဒီတေကိုတေရမယ်ဆိုတော့သိတယ်။ဒါပေမဲ့သူတို့ကိုဖျားသခင်ကမသေးစေချင်တနည်းအားဖြင့်ဘာလုပ်ပင်ဆိုကက်တင်ချင်းစီမံကိန်းသူတို့ကိုချပေးဖို့လိုတယ်။ဒါကြောင့်မို့သူတို့အပင်းရဲ့အသီးကိုစားပြီးွားရတယ်သူတို့ဒီအေရင်ဥယျာဉ်အပြင်ထွက်သွားတဲ့အခါမှာဖျားသခင်ကသူတို့ရစ်ပူစော်ခိုင်းတယ်။အဲ့ဒါသူ့ကိုရစ်ပူစော်တဲ့ ခေကောင်အဲ့ချိန်မှာကတည်းကနှစ်ကောင်ခွဲပေးထားတယ်။ဟုတ်တယ်။ဒါပေမဲ့တစ်ကကျတော့စင်ကြဲတဲ့ကောင်မစင်ကြဲတဲ့ကောင်မှာစင်ကြဲတဲ့အကောင်မှာရစ်ပူစော်ခိုင်းတယ်။အဲ့ကျွန်တော်ဆိုတော့အဲ့လိုမျိုးရစ်ပူစော်ခြင်းအပြင်အဲ့စင်ကြဲတဲ့ကောင်ဘာကိုကိုစားပြုမလဲဆိုတော့ခရစ်တော်ပထမအချိန်ကြွလာပြီးကဲတင်မယ်ဆိုတာကိုကိုစားပြုတာ ဒါဆိုလို့ရှိရင်ဘာကြောင့်မလို့ခွာကွဲတဲ့အကောင်ကခရစ်တော်ကိုစားပြုတယ်ဆိုတာကျွန်တော်ပြပြမယ်။ကာရနေအေဝါအပင်အသီးကိုစားပြီးသွားပြီ။ဘာကြောင့်မလို့ဟိုနှစ်ပေါင်း၄၀၀လောက်စောင့်ပြီးတော့ခရစ်တော်ကြွလာတာကိုစောင့်မဆရာလိုသေးတဲ့ဆိုရင်ပြည့်ညတ်တော်၁၀ပါးရှိတယ်။ဒုတိယပြည့်ညတ်ကကျတော့ငါဟိုမုံပြီးတော့ပြည့်ညတ်တွေမစောင့်တဲ့သူရဲ့ဆွေစဉ်မျိုးဆက်၃၀၄၀တိုင်အဖရဲ့အဖြစ်တရားတားရုပ်စီကိုလိုက်သွားမယ်ဆိုတဲ့အတိုင်းပဲ။အာရန်အသက်ကအသက်တစ်ထောင်ရှိတယ်။အာရန်၃၀၄၀ဆိုတော့လို့ရှိရင်၄၀၀။ဟုတ်တယ်။အာရန်လက်ထက်ကနေစပြီးနှစ်ပေါင်း၄၀၀ကြာတော့မှဘယ်သူစင်းလာလို့ရလဲဆိုတော့ခရစ်တော်စင်းလာလို့ရတယ်။အဲ့တော့အဲ့ကာလမတိုင်ခင်ခရစ်တော်ကိုစားပြုတယ်။ဘာတွေပူဇော်ရလဲဆိုတော့တန်ရှင်း င်းတဲ့အကောင်တွေကိုပူဇော်ရတယ်။နံပါတ်၁ကခွာကွဲတဲ့အကောင်ပူဇော်ရတယ်ဆိုတော့အရာဒီယေရှုခရစ်တော်လက်ဝါးကတိုင်မှာတက်သွားတဲ့အခါမှာ life နှစ်ဖက်ကို၆လောက်နှစ်ဖက်ကိုတန်ဖိုးနဲ့ရိုက်သွားတယ်လုံးဝခွာကွဲသွားတယ်။ဒါကြောင့်မလို့ပြီးလို့ရှိရင်ခွာကွဲပြီးတော့စမြုပ်ပြန်တယ်ဆိုတော့အကြောင်းအရာပြပြမယ်။ကျန်တဲ့အကောင်တွေကခွာမကွဲတဲ့အကောင်တွေကခရစ်တော်ကိုစားမပြုတ်နိုင်ဝက်တော်ဘာလို့ဆိုတာအဲ့တော့စမြုပ်ပြန်တယ်ဆိုတော့အကြောင်းအရာကခရစ်တော်ရဲ့ဒုတိယအကြိမ်ပြန်ကြွလာခြင်းနဲ့တတိယအကြိမ်ပြန်ကြွလာခြင်းမှာသက်ဆိုင်မှုရှိတယ်။ဘာကြောင့်လဲဆိုတော့အာရန်လက်ထက်ကနေ ဖြောင့်မတ်တဲ့သူတွေအာရန်လက်ထက်ကနေသေးသွားတယ်ဖြောင့်မတ်တဲ့သူတွေအကုန်လုံးကိုယေရှုခရစ်တော်ဒုတိယအကြိမ်ပြန်ကြွလာလို့ရှင်သူတို့ကိုအကုန်လုံးကိုရှင်ပြန်ထမြောက်ခွင့်ပေးလိုက်မယ်ပြီးဆိုရင်အဲ့သူတို့အကုန်လုံးကိုယေရှုခရစ်တော်ခေါ်သွားပြီးတော့ကောင်းကင်ဒေရုဇလင်မြို့မှာနှစ်ပေါင်းတစ်ထောင်ဆိုးဆန်မယ်အဲ့တော့ဒီအာရန်လက်ထက်ကနေဒီဒုတိယအကြိမ်ကြွလာတဲ့အချိန်ကြီးသေသွားတဲ့လူတွေအများကြီးမြေကြီးပေါ်မှာကြံ့နေမှာသူတို့ကြမထမြောက်လေမထမြောက်တဲ့သူတွေကိုအပေါ်မှာရှိတဲ့ကောင်းကင်ဂျေရုဇလင်မြို့ကြီးကနေကျွန်တော်တို့နှစ်ပေါင်းတစ်ထောင်လို့သူတို့တရားစီရင်မယ်တရားစီရင်ပြီးသွားပြီဆိုရှင်နှစ်တစ်ထောင်ဆုံးပြီဆိုလို့ရှင်တတိယအကြိမ်ဒီမြို့ကြီးနဲ့ကျွန်တော်တို့အပါဝင်ဒီမြေကြီးကိုပြန်ကြွလာမယ်ကြွလာတဲ့ အရက်အရက်ကလည်းကဘာကြီးအလယ်မှာရှိတဲ့တန်လွင်တောင်လို့ခေါ်တယ်။အဲတန်လွင်တောင်ကိုကြွလိုက်ပြီဆိုရင်တန်လွင်တောင်ကြီးနှစ်ချမ်းကွဲပါမယ်။ပြီးတော့မှ Jameson မြို့ရဲ့အဲတန်လွင်တောင်အလယ်မှာတည်ပြီးတော့မှဘေးမှာရှိတဲ့မတန်ရှင်းတဲ့သူတွေအကုန်လုံးမစင်ကြဲတဲ့သူတွေအကုန်လုံးတိမ်နေတဲ့သူတွေအကုန်လုံးရှင်မြထမြောက်ခွင့်ပေးလိုက်မယ်။အဲရှင်မြထမြောက်ခွင့်ပေးပြီးတော့မှသူတို့ကအကုန်လုံးပလင်ဖြူတရားစင်ချင်းလောက်တယ်လို့ခေါ်တယ်။အဲအချိန်ကြာလို့ရှင်တော့သူတို့အကုန်လုံးကတိမ်သွားမှဖြစ်တယ်။အဲ့တော့သူတို့ကနှစ်ခါတောင်တေးရတယ်။ဟုတ်နော်။ကဲဟုတ်ပြီ။အဲ့ဒါနဲ့ဘာကြောင့်မလို့ကျွန်တော်တို့စမြုပ်ပြန်တာနဲ့သက်ဆိုင်မှုရှိတယ်ဆိုတာပြပြမယ်။စမြုပ်ပြန်တဲ့ကောင်နဲ့မပြန်တဲ့ကောင်နဲ့မတူဘူး။စမြုပ်ပြန်တဲ့ကောင်တွေကြတော့အစာအိမ်ကနှစ်ခုရှိတယ်။ညီမတွေ တိုးတွေဂျိုးတွေခိုးတွေကျတော့စားလိုက်ပြီဆိုရှင်ပထမအစာရင်နဲ့ဝင်သွားတယ်။အဲပထမအစာရင်ပြန်ညစ်လိုက်တယ်။စမြုပ်ပြန်လာတယ်။ပြီးလို့ရှင်အဲစမြုပ်ပြန်လာကိုပြန်မျိုးချလိုက်တယ်ဒုတိယအစာရင်နဲ့ရောက်သွားတယ်။ဒုတိယအစာရင်ကျလို့ရှင်ပြန်စမြုပ်မပြန်ပြန်လို့မရတော့ဘူး။ပြန်နေစင်းသွားတယ်ဆိုရှင်ရှင်အင်ကနေစင်းသွားတယ်။အစာအမျိုးချလိုက်တယ်ဆိုတာလူတိုင်းကတည်မှာပဲ။ဖြောက်မဲ့တဲ့သူကမဖြောက်မဲ့တဲ့သူကတည်မှာပဲ။အဲမျိုးချပြန်လို့နှစ်ခုလုံးကပြန်ပြီးတော့စမြုပ်ပြန်တယ်စမြုပ်ပြန်တယ်ဆိုတော့ဖြောက်မဲ့တဲ့သူကမဖြောက်မဲ့တဲ့သူကရှင်ပြန်ထမြောက်တယ်။နှစ်တထောင်မတိုင်ခင်ခရစ်တော်ဒုတိယအချိန်ပြန်ကြွလာတဲ့အခါမှာဖြောက်မဲ့တဲ့သူရှင်ပြန်ထမြောက်တယ်ခရစ်တော် ဒုတိယအတတရအချိန်ပြန်ကြွလာတယ်နှစ်တထောင်ဆုံးပြီးတဲ့နောက်ပိုင်းမှာမပြောင်းမတဲ့သူချင်းများဆက်မြောက်တယ်ဒါပဲမဲ့ပြန်ညှို့ချလိုက်တယ်ဒုတိယအဆိုင်နဲ့ရောက်သွားတယ်မစင်ကနေစင်သွားတယ်ဆိုလိုတဲ့သဘောကခုနပလင်မြူတရားစီရင်ချက်မှာမင်းနဲ့စစ်ကြောလိုက်တဲ့သူတွေအကုန်လုံးကတော့ပါဝရတည်ဆုံးခြင်းဖြစ်သွားတယ်ဒါကြောင့်မို့ဒါဒုတိယတည်ခြင်းကိုကြုံတွေ့တဲ့သူတွေကတဲ့ပြောရမယ်ဆိုလို့ရှိရင်ကဲ့နဲ့လောင်တဲ့မိငရဲတဲ့ကိုကြာသွားပြီဘယ်တော့မှထမ်းမြောက်ခြင်းမရှိတော့ဘူးဆိုတော့ဒါဗျာလေးကျမ်းထဲမှာရေးထားဆိုတော့ကျမ်းမာရေးရှူတောင်းနဲ့ပြန်ပြီးဆက်ဆက်ကြည့်လိုက်တာပါနော်ဆက်ဆက်ကြည့်လိုက်တာဒါဒီပါဆိုတော့ ွာကွဲရသည်ခရစ်တော်ရဲ့ပထမအကျင့်ကြွလာခြင်းစမြုပ်ပြန်နာခြင်းဒုတိယအကျင့်နဲ့တတိယအကျင့်ကြွလာခြင်းကယ်တင်ခြင်းစီမံခြင်းဘုရားသခင်ကကိုစားပြုထားဖြစ်တဲ့အတွက်ကြောင့်ဒီကောင်းနေဆိုကျွန်တော်တို့ကစားမယ်ဆိုလို့ရှင်ဒါဘုရားသခင်နာမတော်ထောက်ရှုပြီးစားရကြတယ်။အော်ဒါဒီစီမံခြင်းဒီလိုရှိပါလားဆိုတော့ကျွန်တော်တို့သိပါမယ်။နောက်တစ်ခုကကျွန်တော်ကျမ်းမာရေးရှုထောင်းရပြန်မယ်။ဒါဝိညာဉ်ရေးရရှုထောင်းမယ်ရှိတယ်။ကျမ်းမာရေးရှုထောင်းရဆိုလို့ရှင်ကျွန်တော်တို့နွားတွေကဒီစားလိုက်ပြီဆိုလို့ရှင်အစားအစာတွေမှာပါတဲ့ ိုးမွားတယ်အကုန်လုံးသူ့မှာရှိတဲ့ဇွေးတွေကခြေဖြတ်တဲ့ enzyme တွေမြို့လို့ရှိရင်မြိုချလိုက်တယ်မြိုချပြန်သူ့မှာ assign ထဲမှာရှိ acid တွေရှိတယ်အဲ့ acid တွေကခြေထဲခြေထဲခြေခြေပြန်ပြန်ပြီးဆက်မြုပ်ပြန်တယ်ဆက်မြုပ်ပြန်တော့ဇွေးတွေကပိုးပိုးတက်တယ်ပိုးတက်ပြီးတော့ပြီးတော့မှဒီဒုတိယချိန် assign နဲ့မြိုချလိုက်တယ် assign ကဒုတိယ assign ကလည်းအစာခြေနဲ့ခြေတာခြေပြီးတော့မှဦးလန်းကြောင်းနဲ့ရောက်သွားတယ်မှာဦးလေးကအဲ့အစာအစာတွေမှာပါတဲ့ဓာတ်တွေကိုဆုပ်သွားတယ်ဓာတ်တွေကိုဆုပ်သွားတဲ့ခါကျတော့တော်တော်လေးကိုတန့်စင်ပြီးပါတယ်တန့်စင်ပြီးပါတယ်ဆိုတော့အစိတ်တောက်နေတိတ်မပါတော့မပါတော့ဘူးဒါပေမဲ့ပါလဲအစိတ်တောက်နေတာမှပါပဲပါတယ်ဆိုတော့အစိတ်တောက်တွေကသွေးထဲကိုရောက်သွားနေတာမှပဲသွေးထဲမှာရှိရင်ရှိမယ်ဒါမှမဟုတ်ဒီအစိတ်တွေတော်တော်များအစီတွေထဲမှာကက်နေတတ်တယ် က်နေတယ်ဒါပေမဲ့အသားတွေတည်းတော့မရောက်လာတော့ဒါကြောင့်လို့နွားကိုထားရတော့မှန်တယ်ဘာဘာမစောက်ဆိုတော့အသွေးနဲ့စီဦးပါမစားခံဘုရားသခင်ဝိုက်ကြတော့အဲ့လိုမဟုတ်တော့ဘူးဝိုက်ကြတခါညှို့ချလိုက်တယ်ဘလို့ဆိုညှို့လဲညှို့ချလိုက်မြစ်ချပြတော့သူကအစာချီလိုက်တားမြန်တယ်နွားတွေကအစာချီရအောင်ဓာတ်ီပေါင်းများစွာကြာတယ်ခုနရှင်းနိုင်ကုန်းနိုင်ဟုတ်ပြီအဲ့ဒါဝိုက်တွေကြတော့အဲ့လိုစားလိုက်စားလိုက်လိုက်ပြတော့သူတို့စားတဲ့အစာစားတွေကိုသွေးတွေကိုဆုပ်လဲဆုပ်သွားပြီးချက်ချင်းအစာစားတွေမှပါတယ်ပိုးတွေလည်းမတက်သေးဘူးအစိတ်တောက်တွေလည်းပါတယ်အဲ့ဒါပြီးတော့အစိတ်တောက်တွေဆိုတော့လည်းအစီတွေထဲမှာပဲကန်တယ်ဝက်ဆိုတော့အစီများတဲ့တော်ပါအဲ့တော့ဝက်အစီတွေဝက်အသားတွေလည်းအကုန်လုံးဝင်တာဝက်အသွေးတွေလည်းမတက်တော့ ကြောင့်မလို့ဖရာသခင်ကကျမ်းမာရေးရှုတောင်းအရာရောခွာကွဲစမြုပ်ပြန်တဲ့အကောင်စာခိုင်းမလို့ခွာမကွဲစမြုပ်မပြန်တဲ့အကောင်မစာခိုင်းထားတာဖြစ်တယ်ဆရာဆိုတော့ကျွန်တော်တို့တော်တော်စိတ်ဝင်စားစရာပဲเนาะဆရာပြောလိုက်တာเนาะရှင်ပြန်ထမြောက်ခြင်းเนาะဒုတိယသိချင်းเนาะဒုတိယတတိယရှင်ပြန်ထမြောက်ခြင်းနဲ့လားဝိညာဉ်ရေးနဲ့သွားပြီးပတ်သက်နေတာဗောเนาะအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီမေကုနဲ့ပတ်သက်ပြီးတော့ဒါဆိုရင်တော့ကျွန်တော်တို့ခရိယံသက်တာမှာကဲတင်ခြင်းနဲ့ရောပတ်သက်နေမလားကျွန်တော်တို့ကဲတင်ခြင်းကိုထိခိုက်မလားဒီမတန့်ရှင်းတဲ့အစာတွေကိုစားခြင်းအပြင်အခုနာ 为你把一嘛表达来，就是加这讲，哎 <noise>，你该点钱呢？不在这啦，不在这啦，说奶那那先别白露眼木了。